တင်တိုင်းမြို့နယ်ထိုင်းမြန်မာနယ်စပ်ကုံတော်ရဲလမ်းမှာရှိတဲ့တင်ခွန်ရွာဆက်မနာပြင်ကဆက်အနာရှင်တပ်သား၄ဦးဟာကင်းယူယူမြိတ်တဝဲခရိုင်တမလေးတရင်စစ်တစီဘက်ပြောင်းလာတယ်လို့ကင်းယူစီကသိရပါတယ်စတေမလာ30ရက်မှာရှစ်တဲတနေရာကလက်နဲ့မပါဘဲထွက်ပြေးကဘက်ပြောင်းလာတာဖြစ်တယ်လို့ကင်းယူကထုတ်ပြန်ထားပါတယ် ဘယ်ပြောင်းလာသူလေးဦးဟာစစ်မှုထမ်းပတ်စဉ်ဆနေအတွက်အရမစစ်သားစုဆောင်းခံရပြီးရန်ကုန်တိုင်းမှုံပြီးမြို့နယ်မှာရှိတဲ့တပ်ရင်းတစ်ခုမှာစစ်တပ်တက်ခဲရသူတွေဖြစ်တယ်လို့ကရင်ယူမြိတ်တဝဲခရိုင်တွင်းရင်မူဘရိုစောအနာကပြောပါတယ်။တရန်ပြည်တဲ့နောက်ပလောက်မြို့ခလာရ28တုံညဆက်အနာရှင်တပ်ရင်းကိုပို့ဆောင်ခံရပြီးရှေ့တန်းရောက်လာတာလို့ဆိုပါတယ်။ဘယ်ပြောင်းလာသူတွေကိုကောင်းကောင်းမွန်မွန်ဆောက်ရှောက်ထားပြီး သူတို့ဘာလို့ဖို့ဆန္ဒရှိတယ်ဆိုတာကိုလည်းမေးမြန်းထားဆဖြစ်တယ်လို့ဘရိုဆောရဲ့နာကပြောဆိုပါတယ်စတေမလဆက်ကွန်ရကလည်းပလောက်မြို့မှာရှိတဲ့ဆက်အနာရှင်တက်ရင်ရဲ့တိုင်းစနစ်တက်မြင့်လေးကြီးရေးတင်တန်းကျောင်းကတက်သား9ဦး KNU ထံပဲပြောင်းခုံလုံးခဲ့ပါသေးတယ်နေဇာလန်ကိုထိတ်ချုပ်ဖို့ဆက်အနာရှင်တက်ကအင်အားအများပြားနဲ့စစ်ကြောင်းထိုးရကတော်လိုက်အင်အားစုတွေနဲ့တင်ခွန်ရဝွင့်ကျင်မှာတိုက်ပွဲဖြစ်ပွားနေတာဟာရှစ်လကျော်ကြာလာနေပြီဖြစ်ပါတယ်